ကဘတ်တက်လို့ရှိရင်ဘယ်လိုပုံစံလေးကိုဝစ်ကြလဲပေါ့ကဲအဲ့လိုပုံစံလေးကိုလို့ချုပ်ပြီးရောလို့တက်လိုက်ပါမယ်ဆိုပြီးတော့ပြည်သည့်ဒီဇိုင်နာအလို့သမီးကလည်းအရန်တော်တယ်သူကရင်ပေါ့တေချာတစ်ခုချင်းစီကို အသေးစိတ်ပေါ့အကုန်လုတ်ပေးထားပြီးတော့ချုပ်ပေးပြီးတော့တက်ဖြစ်တာပါနောက်ပြီးတော့ဒီလိုပွဲမှာမထင်မှတ်ပဲမဟုတ်ပါတော့ဒီလို fashion awards ကိုရသွားတဲ့အတွက်လည်းအရန်အုံပဲရှင်းခုန်နေပျော်လဲပျော်ပါတယ်အေးမေလေးလည်းထူးဆန်းတယ်တော့အပြာနဲ့လေမေလေးက lucky လာတော့မသိဘူးမျက်လုံးဆိုလည်းအပြာလေးကိုကြိုက်တယ်အေးလေးဆိုလည်းမထင်မှတ်ပဲနဲ့ဒီနေ့ဆိုအမဲမဟုတ်ဘူးဒါ net ပြပေါ့နော် လက်ပြာအဲ့လိုဘလင်းဘလင်းလေးပေါ့အဲ့လိုလေးဆက်ထားဆိုတော့မေလေးကအပြာနဲ့ဟိုလက်ကီးပေါ့နော်အကျိုးပေးရင်လည်းတူပါတယ် thank you ပါအဲအဓိကတော့မေလေးကဒီခွဲလေးကိုပေါ့ဧည့်သည်တော်အဖြစ်ပေါ့နော်ဟိုအကိုတို့အမတို့ကလည်း my dream ကအမြဲတမ်းကိုနေကဟိုခင်နေကြလေဆိုတဲ့အခါကျတော့အော်ကိုရဲ့ပေါ့နော်ဒီအကိုရိမရေလောက်တဲ့ပွဲလေးကိုတော့ ဆက်ဆက်တက်ပေးမယ်ဆိုပြီးတော့ပေါ့နော်ဒီပွဲလေးကိုတက်ဖြစ်တာပါလေးလေးစားစားနဲ့ပေါ့နော်အဲ့လိုလေးတက်ဖြစ်တဲ့အချိန်မှာအာမထင်ထားဘူးတကယ်ကိုမထင်ထားတာပေါ့လဲဆိုတော့ကိုကဒီပွဲလေးကိုတက်ပေးမယ်ပြီးတော့ဘလို့အစီအစဉ်တွေဘာတွေရှိလဲဆိုတော့တေချာတော့မသိဘူးပေါ့နော်ပွဲပဲတက်ပေးလိုက်မယ်ဆိုပြီးတော့တေချာအဲဒါမဲ့သူကဖိဆာလေးကကြည့်လိုက်တော့ကြာ red carpet ပုံစံလေးတက်ပေးပါဆိုတော့ကဲအော် red carpet ဆိုရင်နိုင်ငံသားက ီမင်းသမီးတွေ red carpet တက်လို့ရှိရင်ဘယ်လိုပုံစံလေးကိုဝတ်ကြလဲပေါ့ကဲအဲ့လိုပုံစံလေးကိုလို့ချုပ်ပြီးရောလို့တက်လိုက်ပါမယ်ဆိုပြီးတော့အဲ့ဒါနဲ့ပြင်သစ်ဒီဇိုင်နာတယောက်နဲ့ပေါ့နော်မေလေးကဒီဝတ်စုံလေးကိုမေလေးရဲ့အမဟိုမေလေးအမဆိုတာအမလို့ပေါ့နော်ဟိုလိုမျိုးချစ်တဲ့မိုက်ရရင်အကုန်လုံးပေါ့မိုင်းမြက်ကရင်အကုန်လုံးစီစဉ်ပေးတာပါဒီဝတ်စုံလေးကိုဘယ်လိုမျိုးဒီဇိုင်လေးတွေဘယ်လိုလေးတွေဝတ်အရောင်အစား အာပုံစံဒီဇိုင်းတွေအစပြင်သစ်ဒီဇိုင်နာအလိုသမီးကလည်းအရန်တော်တယ်။သူကရင်ပေါ့တေချာတစ်ခုချင်းစီကိုအသေးစိတ်ပေါ့အကုန်လုတ်ပေးထားပြီးတော့ချုပ်ပေးပြီးတော့တက်ဖြစ်တာပါ။နောက်ပြီးတော့ဒီလိုပွဲမှာမထင်မှတ်ပဲမဟုတ်ပါတော့ဒီလို fashion awards ကိုရသွားတဲ့အတွက်လည်းအရန်အူပဲရှင်းခုန်နေပျော်လဲပျော်ပါရဲ့။အဲ့တော့တင်းတင်းမလေးကဆက်တော့ဖြစ်သွားတယ်ပေါ့။ဟုတ်ဟုတ်။အေးပေါ့နော်အဓိကတော့ red carpet လို့ပုံစံမျိုးဖိတ်တာဆိုတော့ကိုက red carpet နဲ့တူအောင်ကိုဝစ်လိုက်တဲ့သဘောပါအဓိကတော့ဒီလိုစုတွေပါရင်လည်းတေချာအဲ့လိုပေးရရင်ပါရင်လည်းတေချာမသိဘူးအစီအစဉ်မသိဘူးပေါ့နော်ကိုကဧည့်သည်တော်ဖြစ်လာတဲ့ခါကျတော့အခုလို quarter fashion အနေနဲ့စုရတဲ့အတွက်တော့အရန်ဟိုပဲပျော်ရွှင်မိတာတော့အမှန်ပါပဲ နေနေတိုင်းပဲပေါ့နော်။ဘာလို့ဆိုပွက်တက်မှာဆိုတော့မိလေးကဒင်နာဆိုတော့လေအာအော်ကိုကြိုက်တဲ့ဟာလေးတွေပါတယ်ပေါ့။ဥမာပဇွန်လေးတွေပါတယ်။ကိုကြိုက်တဲ့အစားတောက်လေးအသီးနှံလေးတွေပါတယ်ဆိုတော့အဲ့ဒါလေးတွေကြိုက်တော့ကိုယ့်ကိုယ်အစားနေတာပေါ့။အဲ့အေးလေးတောက်ပြီးအဲ့စိန်ပါစိန်မဝိုင်းဘောနော်။ချိန်လာလိုက်တဲ့အချိန်မှာကိုက ကိုကိုနာမည်ကိုပြောလိုက်တာပေါ့ဒါပေမဲ့ကိုကနည်းနည်းကြောင်သွားတယ်ဒါပေမဲ့အော်အဲ့ချိန်မှာအော်ငါခေါ်နေရပဲဆိုပြီးချက်ချင်းပဲအရေးကိုကိုပြန်ချပြီးတော့ပြန်တက်ရတယ်အဲ့ကြောင့်လို့နှက်ခမ်းနေလည်းမပါဘူးဘာမှမပါဘူးဘာလို့လဲဆိုတော့ကိုတကယ်မသိတဲ့အချိန်မှာရသွားတဲ့အတွက်ဒါလေးကတော့ဘဝမှာအမှတ်တရတစ်ခုလို့ပြောလို့ရပါတယ်ကျွန်တော်တို့ဟိုးနေနေနေကလေးကတီဗီရသူ့ချောညာမီးလေးကိုပြန်ကျွန်တော်ကြည့်ရတယ်ကျွန်တော်တို့ဒီသာအသက်ကြီးလာတယ်သူကခုချိန်ကြီး 太个吉利了。 ဒါကတော့အမေလေးကပွဲတပွဲသွားရင်အမြဲတမ်းဒီပွဲမှမဟုတ်ဘူးဘယ်ပွဲကိုမဆိုပေါ့နော်အာတေချာပြင်ဆင်ပြီးတော့မှသွားတတ်တဲ့အကြေအားဟိုးမေလေးတို့အရင်မင်းသမီးတွေအကုန်လုံးလက်ထက်တရားပေါ့ရှိကြတာဘယ်ကိုမသွားရင်လုံးဝမသွားဘူးသွားမယ်ဆိုလို့ရှိရင်ဒီပွဲနဲ့ပတ်သက်တဲ့ things တွေကအစာစီစဉ်ပြီးတော့ပေါ့နော်တေချာကိုမေလေးတို့ကပြင်ဆင်ပြီးတော့သွားတတ်တဲ့အလေးကျင့် delay ပေါ့အဲ့လိုမျိုးရှိတာပါပြီးတော့ဒီအတွက်ကိုလည်းကြိုတင်ပြင်ဆင်တယ်ဒီပွဲမှမဟုတ်ဘူးမေလေးကိုဖိတ်တဲ့ မေလေးသွားမယ်လို့လိုမျိုးစဉ်းစားထားတဲ့ပွဲမှန်သမျှကိုတိတ်ချပြင်ဆင်ပြီးတော့ပဲသွားတယ်။ဝမ်းမှန်တိုင်းပြပြမယ်နော်။မေလေးကဝိတာကရင်ရှားလို့အဲ့လိုကျူတချောင်းလို့ကိုယ်တိုင်းအင်ဂျီစသဖြင့်လွတ်လွတ်လပ်လပ်တီရှပ်လေးတွေအဖြူလေးတွေအမဲလေးတွေဂျင်းမောင်းမီလေးနဲ့အဲ့လို simple style လေးတွေဝတ်တာများတယ်။သူ့ညာနဲ့သူ့ပေါ့နော်။ခွန်ကြီးချောင်းဆိုရင်တော့ထမိန်ပေါ့။ဒါပေမဲ့ဒီလိုပွဲမျိုးတွေကြတော့ကိုယ်တစ်ခါမှ အမှန်တိုင်းပြောရင်လေဒီလိုဝက်ဆောင်ကြီးတိတ်မဝယ်ဘူးဘာလို့လဲဆိုတော့မိလေးကလွတ်လပ်တာစိုက်တာလीเนาะလွတ်လပ်တာစိုက်တယ်လို့ဆိုတော့ဒါဆိုရင်အမီးကလည်းအရှိကြီးပဲသူကသူကနှစ်ထပ်ပေါ့เนาะတစ်ခုကအခွဲတစ်ခုကဟို dress ပုံမှာမှတကယ် red carpet နဲ့ညီအောင်လို့ပေါ့เนาะဟိုနိုင်ငံသားကအဲ့လိုမျိုးမင်းသမီးလိုပုံစံမျိုး dress အရှိကြီးနဲ့ဝယ်ရတာဒါပေမဲ့ဘလောက်ထိထုတ်တယ်လို့တော့တော်လဲဆိုတော့ဝယ်ရတဲ့အချိန်မှာ comfortable ဖြစ်နေရယ်နောက် အရင်အနောက်ပိုင်းလေးနေရာမျိုးတွေပိုင်းခံစားရဘူးဘာလို့ဆိုတော့ဒီအသားရဲ့အဆဟိုကသူတို့ကတည်စားဟိုဝရင်ယူပြီးတော့ချုပ်ထားတာဆိုတော့အသားအဆဣနေရာပေါ့နော်ဆိုတဲ့ခါကျတော့ပေါ့ပေါ့ပါပါတော့ရှိတယ်မိလေးကအမှန်တိုင်းပြောရင် comfortable ဖြစ်တဲ့ whistle မျိုးကိုစိုက်တယ်အဲအကြောင်းမျိုးလည်းတည်စားဒီလိုမျိုးကိုစီစဉ်ပြီးတော့ကိုယ်အနေနဲ့ပေါ့နော်ကိုကအလေးရင်မကြိုက်တဲ့ခါကျတော့ comfortable အဲ့လိုတက်တော့တက်တာဖြစ်မဲ့ဒါဝင်တော့ခံဝင်မဲ့ အဲကြည့်လိုက်လို့ရှိရင်လည်းအရင်ကြီးလည်းမလေးပဲနဲ့ပေါ့တတောင်တတာကိုဝေးလို့ရှိရင်ဖြစ်မဲ့ပုံစံမျိုးလေးကိုသဘောကျပါတယ်။ချမ်းလေးကလည်းမပါလာလို့ဆိုတာဟိုပတ်ဆက်အိမ်ကမပါလာတော့အိတ်ကကျန်ခဲ့တဲ့ခါကျတော့အဲ့မှာနှကန်းကြီးတွေပါသွားတော့မယူလာမိရပေါ့ပြီးတော့လည်းကိုကဒီဟာပဲဘယ်လိုပြောမလဲအစီအစဉ်ကခုနလိုပေါ့နော်ဒင်နာဆိုတော့ဩဒင်နာလေးကိုဧည့်သည်တော်ဖြစ်တက်ပေးမယ်အာအကိုရီမတွေနှုတ်ဆက်မယ်ပြီးတော့ကိုရဲ့အနုပညာမောင်မတွေ ိုယ့်ရဲ့မိတ်ဆွေတွေနဲ့ပေါ့တွေ့ကြမယ်ဒီလိုလေးပဲပေါ့စိတ်ကူးထားတော့ဒီကြောင့်မှပဲအကုန်လုံး lucky draw တွေရောပေါ့နော်ဒီဟာအကုန်လုံးတိကျတာပေါ့အဲမိလေးတို့ကကြတော့ဖိတ်စာဖိတ်တယ်ဆိုပေမဲ့လည်းခုနလိုပွဲနေရဲ့အချိန်လေးရဲ့ဒါပဲကြည်တာများတာပေါ့နော် ပြောင်းမယ်နဲ့တူပါတယ်မေလေးသိစားအောင်မကြည့်မရဘူးလို့လဲဆိုကိုရာမကိုကိုအံ့ဩပြီးတော့မနေကိုတက်လာတာလေဆိုတော့သူ့ရောတတိယမထားမိလာဘူးဒါပေမဲ့လှည့်ကြည့်လိုက်တဲ့အချိန်မှာဗီဒီယိုကောက်ရိုက်ပြီးအော်တွေ့ရဗီဒီယိုတွေချက်ချင်းရိုက်ပေးနေတာပေါ့နော်အဲ့ဒါတော့တွေ့ရသူလည်းထင်မှာမဟုတ်ပါဘူးသူလည်းဒီလေတော့သူအေးစစ်စစ်ပဲနေနေတာပေါ့နော်မေလေးကစိတ်ပေါ်တက်လိုက်တဲ့အချိန်မှာတော့သူလည်းကမန်းကနန်းသူဖုံးထုတ်ပြီးတော့ရိုက်နေတာပေါ့အဲ့ဒါပါပဲ အေးမေလေးကလည်းထူးဆန်းတယ်တော့အပြာနဲ့လေမေလေးက lucky လာတော့မသိဘူးမျက်လုံးဆိုလည်းအပြာလေးကိုကြိုက်တယ်အေးလေးဆိုလည်းမထင်မှတ်ပန်းနဲ့ဒီနေ့ဆိုအမဲမဟုတ်ဘူးဒါ nap ပြာပေါ့နော် nap ပြာအဲ့လို bling bling လေးပေါ့အဲ့လိုလေးဆက်လာဆိုတော့မေလေးကအပြာနဲ့ကို lucky ပေါ့နော်အကျိုးပြည့်ရင်လည်းတူပါတယ်အမှန်တော့တိုက်ဆိုင်သွားပါမေလေး ဒီဟာကိုအဆောက်လည်းလေအပြာမှန်လည်းသိချာမသိဘူးဟိုဒီတိုင်းပဲဒီဇိုင်းလာကိုချုပ်ခိုင်းလိုက်တာဆိုတော့ तू तू ကမီလီနဲ့အသားရောင် skin ကိုကြည့်ပြီးတော့ light တဲ့ဟာကို तू ကချုပ်ပေးလိုက်တာဆိုတော့ဝစ်လိုက်တော့မှဒီလက်ပြာကသိရပါတော့ fit in လောက်တဲ့တစ်ချိန်တော့ဝစ်ကြည့်သေးတယ်ဒါပေမဲ့အဲ့တော့လည်းတိတ်သတိမထားမိဘူးအမဲလိုပဲထင်နေရပါတော့နောက်တော့မှဒါလက်ပြာဖြစ်